လာနာနေခင်မှာဦးဇင်းနဲ့ကိုထီးနဲ့အဲဦးဇင်းလေးရဲ့ဦးဇင်းလေးရောပေါ့နဘုံဝဲဆောင်ဆရာတို့ပြီးပါဦးဇင်းတို့ဒါနာနေပိုင်းနဲ့အဲညီမြတ်မဟာကိုသွားကြတာပေါ့ကဲကြည့်ပါဦးအနေပိုင်းအာယုံမှာညီမြတ်မဟာသွားပြီးတော့တရားတွေထိုင်ကြရွတ်ဖက်တရေစေကြတဲ့ အခွင့်အရေးဟာအလက်ရွယ်နဲ့အတူဘဝမှာတန်ဖိုးကြီးတဲ့ကုသိုလ်တွေပါပဲဒါကတော့ဝင်ဝင်ကြောင်းနိုင်ပေါ့ဆရာတော်ကြီးပြန်လာတော့သွားတွေ့ကြအောင်ပါပေါ့ဝင်ဝင်ကြောင်းနိုင်ကဆရာတော်ပါဒါဥစဉ်တို့သဘောရိပ်သာထွက်လာတဲ့လမ်းအလုံးဝင်တိရအောင်ရီမန့်ပြီးတော့နန်းနဲ့ပိုင်းအလုံးအနေနဲ့ပြတာပါဒါဝင်ဝင်ကြောင်းတော့ဆိုပြီးတော့ဆရာတော်အခုဥပမာအကြက်တဲတွေပြန်ရင်ဆိုင်နေရပြီအခုတော့လွတ်မြောက်သွားပြီလို့တိရပါတယ်ပြောကြတာတော့ မနှစ်ပိုင်းခီလေးကိုလို့တုတ်တုတ်ကလေးနဲ့90ဘူးလှူလိုက်ပြီဆိုရင်ဘာလုံးရောက်ပါတယ်သို့ပါဘူးအဲ့ဒါဒီရောက်တာတော့တန်းက55လေး60မို့တယောက်ချင်းဆိုတော့လေတက်ပါတယ်သွားချင်းသိရှိရင်ပြီးတာပဲဘလို့တုတ်တုတ်ကလေးကို90ပြရတဲ့တဘာဝရိတ်တာနေပြီးတော့မန်ငွေစွန်းတော့2500ပေါ့ဟုတ်တယ်နော်ဟုတ်တယ်မနေ့ကမန်ဒီနေတဲ့နေ့ဒီနော်နကူပါ 我哈哈哈哈！老马头，马妹子，阿彪彪，他说不咋个呀，比较喜欢你家了吧？哎。然后陈江的家里啊，哎，陈江的叫啥？你看，江江，江江，哦，江哦江的，哎，江江。来来，江，哎，江江，来来， ကတိကင်းတဲ့ကြောင့်မလာဘူး။ကတိကင်းကတော့လောရတဲ့ကြောင့်မလာဘူး။ဟုတ်ဘူးလားဒီကြောင့်ဟုတ်အမေနာနေခင်းနေအောင်ဒီပေါင်းသူတို့ထွက်တာပေါ့မှန်တော့ဒါနဲ့စောလေးကောင်းလေးပဲဒါမှလည်းဆုံးမဒါတော့ကျွမ်းလာရင်ဒါပါကြောင်းလဲဒီဘက်ဒီဘက်အေးဒီဘက်ပေါ့ တိဘက်တန်ကျောင်းနေအနနခင်ကိုဓမ္မမေဆွေကြည်ကြနာဦးစင်ကဒီမြတ်မဟာမာလာပြီးတော့တရားထိုင်ခွင့်ရတာစင်ငင်ခွင့်နေအများကြီးရပြီးဦးစင်တို့အားထုတ်ကြပါမယ်လို့ဟောကူသူကလောက်ခွင့်ရတာဟောအဲဒါတိုင်းကျောင်းဟုတ်ကဲ့ဟောကဟိုစီရီကိုလေပြည့်ပြည့်ဟောသူကရတာအဲ့အောက်ထဲမှာဒီပစ္စည်းတွေထည့်ထားတာရင်းတော့ဩအပြည့် ကြောင်းလေးလဲလာနော်ထိုင်ကြောင်းတော့ပတ်သက်တတ်နိုင်တယ်အခုငွေကြောင်းလားဟုတ်ဟုတ်လိလာစရာကြောင်းလေးဖြစ်သွားတာပေါ့သူအဲ့ဒီအောက်ထဲမှာဒီဝင်ပြစ်နောက်ဒီနားမှာဟင်းဟောလက်ထိုင်ကြောင်းမလားငါတော့နှကောပထွန်းနှကောပထွန်းနဲ့ဆင်တာဒီဒီခိုးကကြားလေးတဲ့မှာအဲ့ဒီထိုင်ကိုတော့အဆောင်သူရှိထားတယ်အင်းအင်းအင်းအဲ့ဒီ ဥဝေလာရတောင်းကကိုတော်ကဒီနားမှာဘောဥဝေလာကျောင်းကမာဘောရီဓမ္မရိတ်သာတဲ့ရှိတယ်အင်းအင်းအင်းဆောင်းကဒီထက်ဩငါကထိုင်တယ်ထိုင်ကြောင်းပဲဟုတ်တယ်နော်ထိုင်ကြောင်းနေအများကြီးပဲဝတ်ထိုင်ဘုဒ္ဓအင်းအဲ့ဒါကအဆောင်ရှိတယ်လူတွေလိုင်းဟောပါဒီမှာတော့နိုင်ငံညာတိုင်းပြည်တွေဖြစ်တဲ့ ဒုသနာသာထွန်းငားခဲ့ပြီမဲ့ဒုနိုင်ငံဆရာတော်ကြီးတွေဒီမှာအာရပါရသာနာပြုအာနယ်သေးတယ်ပေါ့မြတ်ဦးဆရာတော်ဆရာတော်တို့ဆိုနေလုပ်ပိုင်ခွင့်ရဝိပဿနာနဲ့သွားရင်တော့အဲဒီမှာနိုင်ငံတော့အောင်မြင်ရတော့ဘာတဘာဝရိတ်သာအစသာသင်နိုင်ဆရာတော်ကြီးမှာအလောက်ခွင့်မသာခဲ့တယ်လူအခုဒီမှာထိုင်ရတော့တထိတ်တည်းပြီးတော့အဲဗီယက်နမ်တို့ဘာလို့ဆိုတာအင်းဇုံကလည်းပန့်မှုညဗီယက်နမ်နဲ့ဗီယက်နမ်မှုလို့ပေါ့ဒါလေးတွေကတော့ စီရန်လေးတွေပေါ့ဟောထိုင်ချောင်းတွေကဗမာကျောင်းကိုကူညီတယ်ဗမာကျောင်းကိုကူညီတယ်လို့ဟောကူညီတာပေါ့ဘောင်ဗမာရင်းရဲ့အဲတာနာမှာဗုဒ္ဓဘာသာရဲ့အဲရည်ချင်းမှာတော့ဒီနောက်ဝါနာအဲစာဘီယောအထုံမှုကဘာအမှန်မြန်မာနိုင်ငံကတော့တိတ်ဆုံးမှရှိတယ်လေ